အာဆနယ်ဗီဗီဘာမန် channel ကိုအပေးဝင်ရနေကြတော့ညီကောင်မောင်တော်များအားလုံးနဲ့အာဆနယ်ချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါလို့ဥစွာပထမနှုတ်ဆက်ထားလိုက်ပါတယ်ခင်ဗျာဒီနေ့မှတော့ကျွန်တော်စနေနေ့မြန်မာစံတော်ချိန်ဟာလာလာမယ့်စနေနေ့မြန်မာစံတော်ချိန်ည9:00နာရီခွဲမှာကံမဲ့ဗန်လီနဲ့အာဆနယ်ပွဲလေးကိုကျွန်တော်ပွဲချုပ်သုံးသပ်ချက်နဲ့ဒီဗီဒီယိုလေးမှာပြုလုပ်တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ပွဲချုပ်သုံးသပ်ချက်ရဲ့ထုံးစံတိုင်းပထမဦးစားအနေနဲ့ကျွန်တော်ဒီနှစ်သင်းရဲ့နောက်ဆုံးတွေ့ဆုံမှု အကြောင်းလေးကျွန်တော်တင်ပြလိုက်ချင်ပါတယ်အဲ့တော့နောက်ဆုံးတွေ့ဆုံမှုကတော့တစ်နှစ်တော့ကြော်ထားတယ်ဗျ2023-2024မှာအာဆင်နယ်နဲ့ဘန်လီကပရီးမီးယားလိမှာနှစ်ပွဲအင်္ဂွေကနှစ်ပွဲပေါ့နော်ပြီးရင်2021-22မှာပရီးမီးယားလိမှာအင်္ဂွေနှစ်ပွဲအဲ့တော့နောက်ဆုံး၄ပွဲနောက်ဆုံး၄ပွဲမှာဆိုလို့ချင်းအာဆင်နယ်က2023-2024မှာဘန်လီအင်္ဂွေမှာအာဆင်နယ်က5-0ဆိုတဲ့ရလနဲ့နိုင်ရရှိတာပါတယ်ဒါပြင်ကျွန်တော်တို့2023 2024မှာပဲအာဆင်နယ်အင်ကွဲမှာဘန်လီကို3-1ဆိုရရလနဲ့နိုင်ရရှိတာပါတယ်။ 2021-22မှာတော့အာဆင်နယ်ကသူ့ရဲ့အင်ကွင်းမှာဘန်လီကိုဈေးသေးသေးကျပြီးတော့ဘန်လီအင်ကွင်းမှာအာဆင်နယ်က0-1ဆိုတဲ့ရလနဲ့အနိုင်ရရှိတာပါတယ်။ဒါကိုအချင်းချင်းအပြည့်နောက်ဆုံး၄ပွဲဆက်ကျွန်တော်တို့နိုင်အဲနောက်ဆုံး၄ပွဲဆက်ကျွန်တော်တို့တွေးဆမှုမှာဆိုလို့ရှိရင်ဟာလာပေကိုဘန်လီကိုကျွန်တော်နှစ်ကိုပေးထားရလဲဖြစ်ပါတယ်။အဲ့တော့အဲ ဒါနဲ့အာဆင်နယ်အသင်းတို့ရဲ့တွေးဆမှုတိုင်းမှာအာဆင်နယ်ကအသာသီးရနေတယ်လို့အကြံပြန်တော့သုံးသပ်လို့ရတော့ရတာပေါ့နော်အဲ့တော့ဒီပွဲစဉ်လေးရဲ့အကြောင်းကပထမဦးဆုံးကကျွန်တော်တို့ကဒါလေးပြောကြပြီးတော့နောက်ဆက်ပြီးတော့ဗန်လေအကြောင်းလေးကိုကျွန်တော်ဆက်ဆွေးနွေးအောင်ဗျာအိပြန်နောက်ဆုံးနှစ်ပွဲဆက်နိုင်ထားတဲ့ဗန်လေအသင်းနဲ့လိဂို2စီးနဲ့နိုင်ထားတဲ့ဝုပ်ကို2 3နဲ့နိုင်ရရှိထားရလဲဖြစ်ပါတယ်အဲ့တော့ဗန်လေနဲ့ယခုနှစ်ပရီးမီးယားလိမှာဆိုလို့ချင်းစပါးနဲ့လည်းတွေ့ပြီးပြီမန်ချက်စတာယူနိုက်တက်နဲ့လည်းတွေ့ပြီးပြီလီဗာပူးနဲ့လည်းတွေ့ပြီးပြီမန်စီးတီးနဲ့လည်းတွေ့ပြီးပြီနော်ရာသီအစကျွန်တော်တို့ အကိုဘွဲမှာနဲ့သူအတင်းကြီးလေးတဲ့နဲ့တွေ့ပြီးသွားပြီအဲ့တော့လေးတင်းလုံးကိုသူကန်တဲ့ခါမှာလဲရှုံနေခဲ့ပါတယ်သို့တော့အဲ့ထဲမှာထူးခြားချက်လေးတော့ရှိနေပြဗာလဲဆိုတော့ကျွန်တော်စပါးကိုသူ3စီးနဲ့ကိုပြက်ရှုံခဲ့တယ်မန်ချက်စတာစီးရီးကို5-1နဲ့ကိုပြက်ရှုံခဲ့တယ် sorry အဲ့တော့အဲ့ထဲမှာမှာကျွန်တော်တို့ဘာလို့ထူးခြားချက်လို့ကျွန်တော်ပြောသလဲဆိုတော့မန်ချက်စတာယူနိုက်တက်ကို3-2နဲ့ရှုံခဲ့တာ အဲ့တော့ဟိုပြီးရင် Liverpool ကိုလည်း0-1နဲ့ရှုံးခဲ့တာ Liverpool ကိုနောက်ကျ9ချောင်းရှုံးရတာဘန်လေးကအဲ့တော့ပြောချင်တာဘာလဲဆိုတော့အဘန်လေးတင်းနေတဲ့ကစားလွယ်တယ်လို့လည်းတတ်မှတ်လို့မရသလိုတတ်မှတ်လို့လည်းမရသလိုတတ်မှတ်လို့လည်းရသလိုတတ်မှတ်လို့လည်းမရပါဘူးเนาะပြီးရင်ကစားအခက်သလားလို့ပြောအောင်လဲအလောက်ကြီးတဲ့ခက်မနေဘူးလို့ကျွန်တော်သုံးသပ်ချင်ပါတယ်အဲ့တော့ဘန်လေးမှာဆိုရင်ခင်ဗျားကဘန်လေးတိုက်စစ်ကကျွန်တော်ရင်စပြောချင်ဘန်လေးတိုက်စစ်မှာကျွန်တော်ဘဲတောင်မန်းနေစောတဲ့အန်တိုနီဆိုဘဲလေးဒီဘဲလေးမစိုးဘူးเนาะဒီဘဲလေးခင်ဗျား scale လေးရှိတယ် ပါဝါလည်းရှိတယ်ဒီဘက်လေး speed လည်းရှိတယ်ဒီဘက်လေးရဲ့ကစားပုံကျွန်တော်နည်းနည်းသဘောကျတယ်ဗျအဲ့ဘန်လေးမှာဆိုလို့ရှိရင်ပြီးရင်ကျွန်တော်အထောင်တိုက်စစ်မှာဆိုလဲ Flaming ဒီဘက်ကတကယ်ကိုတိုက်စစ်မှုပြီးသားတဲ့တိုက်စစ်မှုတယောက်ဖြစ်တဲ့အတွက်ကိုသိန်းတေချာတဲ့နေရာမှာလဲအာအော်ကိုသိန်းတေချာတဲ့ကစားသမားတွေမှာလဲပါတယ်ဗျဒီဘက်ကကျွန်တော်အမြင်ပြောရအောင်အဲ့တော့နောက်ဟိုနောက်ဆုံး hoop net ပွဲမှာဆိုလဲဒီဘက်က Flaming ကနှစ်ဂိုးသွင်းလာတယ်ဗျနော် ကိုသမားလည်းရှိုးလိုက်ကိုသမားခင်ဗျားတို့အားလုံးရင်းနေပြီသားဗျာเนาะကျွန်တော်ညီကိုတွေအားလုံးရင်းနေပြီသားเนาะကိုသမားလည်းဒူဘလကာကြီးရှိတယ်ဗျာเนาะညာဘက်ခန်စစ်တန်းမှာဆိုလို့ချင်းကာလီဝေါ်ကာလို့ကစားသမားမျိုးကြီးရှိတယ်ဗျာเนาะအဲ့တော့ဟိုဒီလိုမျိုးဟလာကိုသမားရဲ့ရှေ့မှာဘိုးခန်စစ်နှစ်ယောက်လည်းရှိုးလာ Transib နဲ့ Astip နဲ့ဒီဘက်နှစ်ပွဲကအင်မတန်မာတယ်ဗျာလင်မြန်မှုလည်းရှိတယ်အဲ့တော့မမချာချာနဲ့ကစားနိုင်တဲ့ကစားသမားတွေဒီဘက်နှစ်ယောက်လုံးက နော်တိုက်စစ်မှုအဖြစ်အရန်ဝင်လဲချိုးလာဘရိုဂျာလိုကစားသမားမျိုးကြီးရှိတယ်အဲ့တော့ဘရိုဂျာကလည်းအထင်သေးလို့ရတဲ့ကစားသမားမဟုတ်ဘူးဘရိုဂျာကလည်းသူ့အားနဲ့သူအထိုက်လျောက်ဟလာအာနေရာတစ်ခုချက်စီလို့အတင်းမျိုးမှမလို့နေရာများခဲ့ပေမဲ့သူအခုဘန်လီမှာသူ့ရဲ့သူ့ကိုသူပြန်တိဆောက်နေရတဲ့အချိန်တွေမှာဘရိုဂျာကလည်းအထင်သေးလို့ရတဲ့နေရာမှာမပါဘူးအဲ့တော့ဗျာဘန်နဲ့ပတ်သက်ပြီးအချုပ်သုံးသန်းရင်တော့စကော့ဘတ်ကကျွန်တော်တို့ဒီဥဆောင်လာမဲ့ဘန်လီအတင်းနေနဲ့ဟလာအာဆင်နယ်ကိုခင်ဗျလွယ်လွယ်နဲ့တော့အရှုံးပေးဖို့အတွက် တို့ရဲ့ခွင့်မှာအခက်ကစားမှာတော့မဟုတ်ဘူးဗျ။အာဇင်နယ်နဲ့နဲ့သတိလက်လွတ်အလားကျွန်တော်တော်ကစားလိုက်လို့ရှင်ဘူးကြောင့်မူးကြောင့်နဲ့လှုပ်လိုက်လို့ရှင် ပြန်တီးမှာဟိုကနော်ပြန်တီးနိုင်တဲ့အနေထားကိုလည်းကျွန်တော်တို့ဟိုမေ့ထားလို့မရဘူးဆိုတော့သုံးသပ်လိုက်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဗန်နေကြောင်းလေးသုံးသပ်ပြီးတဲ့အချိန်မှာကျွန်တော်အာဇင်နယ်ဘက်ကိုကျွန်တော်တစ်ချက်သွားအောင်ဗျာအာဇင်နယ်ထုံးစံတိုင်းဗျာအာဇင်နယ်ကစားကွက်ကတော့ထုံးစံတိုင်းအိုရီကတ်မှာပါတယ်ကွင်းလယ်နယ်ပဲထွက်လာဖို့ရှိပြီးတော့ခရစ်စတပယ်လေးရအတိုင်းပဲကျွန်တော်တို့ဟလာ emergency အစည်းနဲ့နံပါတ်10တော့မှ emergency အစည်းနဲ့ထွက်လာဖို့ရှိတယ်လို့ကျွန်တော်သုံးသပ်ချင်တယ်အဲ့တော့ဒီပွဲမှာတော့မှ sorry leno trosser ပဲထွက်လာဖို့ရှိဘယ်တော့မှ leno trosser ပဲထွက်လာဖို့ရှိပါတယ်ကျွန်တော်ကတော့ဒီလူတွေတိုင်းပဲထွက်လာလိမ့်မယ်လို့ကျွန်တော်တော့ခံမှန်းသုံးသပ်လိုက်ချင်ပါတယ်အဲ့တော့အော် line up ကတော့ trade 2ကျွန်တော်အများကြီးပြောနေစရာမလိုဘူးဗျာနော်ရှေ့လေနောက်ဗျာ Arsenal ကလက်ရှိအခြေအနေမှာလက်ရှိအခြေအနေကိုကျွန်တော်ပြောတာနော် Arsenal ကလက်ရှိအခြေအနေမှာရှေ့လေနောက်ကိုသမား အကုံလုံးအကုံလုံးကလိုလေသေးမရှိအောင်ကောင်းလွန်နေတယ်လို့ရှေးကျူတာထက်ကိုပိုပြောကြစကားမရှိလို့သာဒီစကားပဲပြောရတာကိုတဲမလို့ကိုပြောတာမဟုတ်ဘူးဟုတ်လားကောင်းလွန်နေတယ်ဆိုတဲ့အဆင့်ထက်ကိုအများကြီးကိုဟုတ်လားကောင်းနေတဲ့အသင်းတသင်းဆိုတာကိုကျွန်တော်တို့ဒီချိန်မှာကျွန်တော်တို့လက်လွတ်စပယ်ပြောလို့မရပါဘူးတေးသေးချာချာကိုကျွန်တော်တို့တလေးတစားနဲ့ပြောရမယ့်အနေထားကိုလည်းရောက်ရှိနေရလဲဖြစ်ပါတယ်เนาะအဲ့တော့တခုရှိတာကကျွန်တော်ဘန်လေးကိုကျွန်တော်တို့ ဘလို့ပုံစံနဲ့ဖြစ်ဖြစ်ဘန်လေဘလောက်ပဲဘလို့ပဲဖြစ်ဖြစ်ကျွန်တော်မနိုင်ကြတော့အကြောင်းမရှိဘူးလို့ကျွန်တော်တို့တေချာပေါက်ပြောလိုက်ချင်တယ်ဗျာနော်ပြီးရင်ကျွန်တော်တို့ဟိုနောက်ခုရှိတာဗျာအာဇင်နယ်နဲ့ဘယ်တင်းနဲ့ကန်ကကျွန်တော်ဘောချုပ်သုံးသက်ချက်လို့တော့မယ်သုံးဖို့တစ်ခုခုလေးများလှုပ်ချင်တော့မယ်လှုပ်လှုပ်လှုပ်ချင်ပြီဆိုလို့ချင်းကျွန်တော်စိတ်ထဲမှာဘာလေးပေါ်ပေါ်လာလဲဆိုတော့ trauma ဖြစ်နေပါဗျာနော်ဘာပေါ်ပေါ်လာလဲဆိုတော့အဲတစ်ခုများလွဲချော်သွားလိမ့်မလားအဲ ဘာများပြတ်သွားလဲလေအောင်မလဲပေါ့နော်အမှန်နဲ့ဖြစ်စရာတော့အကြောင်းမရှိတော့ဘူးလားလို့ပေါ့နော်ယုံတော့ယုံကြည်နေပါဒီနှစ်မှာတော့အဲ့လိုတော့မဖြစ်နိုင်တော့တော့ပါဘူးဖြစ်နိုင်တော့တော့ပါအောင်နော်အဲ့တော့နောက်တစ်ခုကကျွန်တော်ကျွန်တော်အထောင်တိုက်စုံပြောတယ် Video Grass ပေါ့နော်ကျွန်တော်တို့ EFN Brighton နဲ့ပွဲမှာလည်းသူ့အနေနဲ့လူစားဝင်လည်းမပါဘူးပွဲထက်လူစင်းမှာလည်းကျွန်တော်မထည့်ခါဘူးသူ့ရာနှုန်းပြည့်အနာပေးထားတယ်အဲ့တော့သူ့အနေနဲ့ဒီနေ့ပွဲစဉ်မှာရာနှုန်းပြည့်အနာရမှုနဲ့အတူဘန်လေလိုအသင်းနဲ့တွေ့တဲ့အခါမှာတော့တွန်းတွန်းတိုက်တိုက်နဲ့ ်အင်ပြည့်အားပြည့်နဲ့ကစားပြီးတော့ဂိုးသွင်းယူနိုင်ဖို့အတွက်စူးစမ်းလာလိုက်မှဖြစ်တယ်လို့ဒီနေ့ပွဲစဉ်မှာ Yorkes နဲ့ဂိုးသွင်းယူနိုင်ဖို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဂိုးသွင်းပါဒီနေ့ပွဲစဉ်မှာအာဘန်လင်နဲ့ပွဲစဉ်မှာဟာလာအာအစနတိုက်စစ်မှုဗီဒီယိုဂရက်စ်အနေနဲ့ဂိုးသွင်းပါစေလို့ကျွန်တော်တို့ဆူတောင်းပေးလိုက်ခြင်းနဲ့ဗျာနော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဗျာအာဆင်နယ်အနေနဲ့ဟာလာဟိုထုံးစံတိုင်းကျွန်တော်ပေးကိုမဲ့နိုင်ဖို့တပွဲကိုဖန်တီးတိဆောက်ဖို့အတွက်ပဲကျွန်တော်ဥတီလာဖို့ရှိပြီးတော့ Make Editor အနေနဲ့လည်းသူ့ရဲ့ planning ကောင်းကောင်းနဲ့သူ့ရဲ့ကစားသမားတွေကိုကောင်းကောင်းဟလာဟိုကစားစီပြီးတော့ဒီဘွဲကိုအနိုင်ဥတီသွားမဲ့ပုံစံမဲ့ကစားသွားလိုက်မယ်လို့ကျွန်တော်တော့မျှော်လင့်မိပါတယ်ကျွန်တော်သုံးသပ်မိပါတယ်เนาะအဲ့တော့ထုံးစံလိုက်မဲ့ကျွန်တော်ဘောလုံးဘွဲတစ်ဘွဲကိုကျွန်တော်ဘွဲချုပ်သုံးသပ်တဲ့အခါမှာဖြစ်မနေပါတဲ့အချက်လေးကတော့ဒီဘွဲနဲ့ပတ်သက်လို့6ရက်လက်ခံမှန်းတာပေါ့เนาะအဲ့တော့ကျွန်တော်ကဘန်လီအာဆင်နယ်ဘွဲနဲ့ပတ်သက်လို့ကျွန်တော်ရဲ့6ရက်လက်ခံမှန်းချက်ကတော့ဘန်လီဇီအာဆင်နယ်3ဆိုတဲ့ရက်လက်နဲ့အာဆင်နယ်3ကိုပြတ်နေပဲဒီဘွဲစဉ်ကိုအနိုင်ရရှိသွားပြီးနောက်ထပ် clean sheet တစ်ဘွဲကို လာမေဂေအာရီတာတို့အဖွဲ့ထပ်မံဖော်ဆောင်တာဒီပွဲကိုအနိုင်ရရှိမှုနဲ့အတူအဆင့်တက်မှာကျွန်တော်တို့ဟလာနိုင်ပွဲတွေနဲ့အတူအဆင့်တက်မှာရမှတ်ဖြတ်ပြီးဆက်လက်ဥဆောင်နေလိုက်ဥဆောင်နိုင်နေလိုက်မယ်လို့ကျွန်တော်ကတော့ဟလာပွဲကြိုခံမှန်းကြတဲ့နဲ့သုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာအဲ့တော့အာဆနယ်ချစ်ပြည်သက်တွေအားလုံးနဲ့အာဆနယ်ဘီဘီဘာမှ channel ကိုအားပေးဝင်ရနေကြတော့ညီမတို့အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရတယ် like and subscribe လုပ်ပြီးအားပေးကြကြပါဦးလို့ကျေးဇူးပါခင်ဗျာ